ိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကင်နေစဉ်ညွှန်ကြားချက်များပြည်မှုဆိုင်ရာဥပဒေနဲ့မူးယစ်စေဝါလောင်ကစားလက်နက်များပိုင်ဆိုင်ခြင်းရင်မောင်းလိုက်စေမရှိဘဲရင်မောင်းခြင်းသို့မဟုတ်အရက်သေးစားမှုနေစဉ်ရင်မောင်းနေခြင်းများမပြုလို့ရတမ်းမြစ်ထားသောတရားဥပဒေများကို လုံးဝမချိုးဖောက်ရပါလုပ်ငန်းခွင်တွင်ခိုက်ရန်ဖြစ်ပွားခြင်းနဲ့ယာစမှုဖြစ်စေခြင်းမူးယစ်စေဝါနဲ့အရက်သေးစားတောက်စားခြင်းများရှောင်ကြဉ်ရပါမယ် ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုကိုလေ့လာပြီးအလေးပေးလိုက်နာဆောင်ရွက်ရပါမယ်။အလုပ်လုပ်ကိုင်ခွင့်လက်မှတ် work permit ကိုမိမိနဲ့အတူအမြဲဆောင်ထားရမှာဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူဖြစ်သေးတဲ့အခါမှာပြသနိုင်ရပါမယ်။ဘတ်ကားတူစီခြင်းမပြုလုပ်ရနဲ့။စီလိတ်တောက်ရန်တားမြစ်ထားသောနေရာများတွင်လုံးဝမတောက်တုံရပါဘူး။အများပြည်သူဝန်ဆောင်မှုကိုအသုံးပြုတဲ့အခါမှာလည်းအင်တွေတိတ်ခါရှိရှိအသုံးပြုရပါမယ်။လုပ်ငန်းရှင်နဲ့လုပ်ငန်းခွင်တွင် သက်ဆိုင်ရာခေါင်းဆောင်များရဲ့စကားကိုလိုက်နာဆောင်ရွက်ရပါမယ်။လုပ်ငန်းရှင်ရဲ့စာချုပ်အတိုင်းလုတ်ကင်နိုင်စေရန်မိမိရဲ့ကြွန့်ကျင်မှုတောင်းကိုသိရှိထားရပါမယ်။လူတိုင်းနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာလည်းယဉ်ကျေးသိမှုပြီးကောင်းမွန်တဲ့ကိုယ်ချစ်တရားရှိရပါမယ်။လုပ်ငန်းဝင်ထဲမှာကောင်းမွန်တဲ့လုပ်ငန်းဝင်ပတ်ဝန်းကျင်ရှိဖို့ခေါင်းဆောင်အပေါ်နဲ့လုပ်ဖို့ကင်ဘက်တွေပေါ်ကောင်းမွန်စွာဆက်ဆံရပါမယ်။ လုပ်ငန်းရှင်ထံမှာမတရားအနိုင်ကျင့်ခံရတာမျိုးဒါမှမဟုတ်အခက်ခဲပြဿနာတစ်ခုခုပေါ်ပေါက်လာပါကသက်ဆိုင်ရာအခွင့်အရေးကိုချက်ချင်းတိုင်ကြားရပါမယ်။အစိုးရဆိုင်ရာစာရမ်းများအတူပြုတ်လို့တာမျိုးမလုပ်ရပါဘူး။အကြိမ်ကြီးအလုတ်ထွက်လို့ပါကကိုယ့်ရဲ့လုပ်ငန်းရှင်ကိုကြိုတင်အသိပေးအကြောင်းကြားရပါမယ်။လုပ်ငန်းရှင်ဖြစ်စေလုပ်ဖို့ကံပဲဖြစ်စေမိမိနဲ့တနိုင်ငံတည်းသားဖြစ်စေနိုင်ငံခြားသားဖြစ်စေ သူတစ်ပါးရဲ့အခွင့်အရေးပက္ကူရေးကိုလုံးဝမကျူးကျော်ရပါဘူးမိမိရဲ့လုပ်ငန်းတာဝန်တွေကိုစ조사ရိုးသားမှုနဲ့ဆောင်ရွက်ရမှာပါအတိပေးဆိုင်မှုနဲ့ရင်းစည်းကမ်းများကိုလည်းလိုက်နာရပါမယ်လုပ်ငန်းရှင်လုပ်ဖို့ကိုင်မဲ့တွေနဲ့မိမိပတ်ဝန်းကျင်တွင်နေထိုင်သူများကိုရိုင်းပေးကူညီရပါမယ်ပတ်စပို့ဗီဇာနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေပြုလုပ်ပေးမယ်ဒါမှမဟုတ်နိုင်ငံတွင်အလုပ်ရှာပေးမယ်စတဲ့ လင်လေလက်ပြသူတွေကို လုံးဝမယုံကြည်ပါနဲ့။တင့်ရဲ့အခွင့်ရေးကောင်းတဲ့ကုန်ကြစည်တွေဆုံးရှုံးသွားရပါလိမ့်မယ်။တင့်အနေနဲ့စာရွက်စာတမ်းတွေပြုလုပ်လိုပါကသက်ဆိုင်ရာအစိုးရယုံကိုတိုက်ရိုက်ဆက်သွယ်ရမှာပဲဖြစ်ပါတယ်။